မင်္ဂလာပါခေါလေးစားပါအဲမဟုတ်ပါဘူးရောင်းပါလို့နော်ကျွန်တော်တနေ့တနေ့မင်္ဂလာပါလေးစားပါလေဆိုပြီးပေါက်ကရီထွတ်ထွတ်ပြောနေတဲ့ဘူးလက်လှဆွေကတော့ဖန်းကန်ထိပ်ပြီလားထုကန်ထိပ်ပြီလားတက်ပဲတက်ခန်ထိပ်ပြီလားတော့မသိဘူးတေချာတာကတော့တခုခုတော့ဖြစ်နေတယ်နော်အဲ့တော့အခုသူတို့ဘက်ကလူတွေတဲ့ရေးတဲ့လူရေးတာတဲ့ဒီဘက်မှာလည်းတရင်တင်တဲ့လူတင်တာလေအားလုံးတည်တဲ့အတိုင်းမဲစရင်မှားတယ်ဆိုပြီးတော့အကြောင်းပြချက်နဲ့ အာနာယူပြီးအာနာသိမ်းတဲ့စစ်တပ်ဟာသူတို့ကျင်းပမဲ့ရွေးကောက်ပွဲဆိုတဲ့အဒီအတုအယောင်ပွဲမှာတော့မှလူ900မှာ300ကစရင်မှားနေပါတယ်ဆိုပြီးတော့ထွက်ပြောလိုက်တဲ့ဘူးနဲ့လှဆိုတဲ့ဇကားတခွန်းဟာနော်ခွေးကိုနှာနှုတ်ကိုဖျက်ရိုက်လိုက်သူတို့မင်းအောင်နိုင်ကထိပ်သွားလာမှအချိုက်ကိုထိပ်သွားတာအဲ့တော့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကြော်မျိုးမင်းရလဲဘာထွက်ပြောလဲဆိုတော့နော်ဘူးနဲ့လှဆိုတဲ့ဇကားကြောင့်လူတွေတိကုန်တယ်လူတွေတိကုန်တဲ့အတွက်နော်ဒီစစ်ကောင်းဆောင်တွေ နော်တိတ်ခါတွေကြပါလေဆိုပြီးတော့ဘူးနဲ့လှဆွေကိုဖမ်းအောင်လို့ထွက်ပြောခဲ့တဲ့အတွက်မနေ့အောင်ကျွန်တော်ရေရှင်လှုပ်ထားရည်တည်အခုဒီနေ့မှာတော့ဘူးလက်ကိုစစ်တပ်ကလာခေါ်ပြီးတော့ဆက်သွယ်မှုဧရိယာပြင်ပရောက်နေပါတယ်လူကြီးမင်းခေါ်ဆိုတော့လေးစားပါတယ်ဆိုတဲ့တယ်လီဖုန်းဟာအခုနောက်စစ်ကြောရေးမှာထုတ်ခံထိနေပါပြီရှင်ကျွန်တော်တင်းလေးကိုဖတ်ပြပါမယ်နော်နေပြည်တော်မှာမဲစင်းမှားတယ်လို့ဝေဖန်ခဲ့တဲ့ဘူးလက်လှဆွေကိုမနေ့ညပိုင်း စစ်တပ်ကနေအိမ်ကနေလက်ရောက်ခေါ်ဆောင်တွားပြီးဒီနေ့မှအဆက်အသွယ်မရတော့ဘူးလို့တိရပါတယ်။အော်တိုဘာလ9ရက်နေ့မှာဘူလက်လှဆွေဟာနေပြည်တော်မှာမဲစင်းတွေမှားနေတဲ့အကြောင်းလူကြီး900ရှိရင်300လောက်မှားနေကြောင်းတေတဲ့လူတွေစရင်ပါနေပြီးရက်ွက်အုပ်ချုပ်ရေးမှုနဲ့မိသားစုတော်မဲစင်းမပါကြောင်း2020ရွေးကောက်ပွဲကာလမဲစင်းအဟောင်းကိုတုံးတယ်လို့ယူဆကြောင်း မဲစင်းများအလွန်ကွာဟနေပြီးမဲစင်းများပြန်လဲပြုတ်ပြန်ရမည်အချိန်တပတ်တာကြံတော့ကြောင်းမဲစင်းမှိုင်းမှုအစင်မပြေကြောင်းဘူးလက်လှဆွေကထုတ်ဖို့ပြောဆိုခဲ့ပါတယ်အဲ့ဒီနောက်အော်တိုဘားလ၈ရက်နေ့ညပိုင်းမှာဘူးလက်လှဆွေကိုစစ်တပ်ကနေကနေလာရောက်ခေါ်ဆောင်သွားတယ်လို့သတင်းတွေထွက်ပေါ်လာပြီးဒီနေ့အထိဘူးလက်လှဆွေရဲ့လက်ကင်ဖုံးတွေကိုလည်းဘယ်ဖုံးမှခေါ်လို့မရတော့ပါဘူးပုံမှန်အားဖြင့်နေ့စဉ် TikTok မှာဗီဒီယိုလေးတွေတင်ပြီးနိုင်ငံရေးစီးပွားရေးအာဏာသိမ်းမှုအခြေအနေတွေကိုတုံးတက်ချက်ဗီဒီယိုလေးပြန့်ဝေလေးရှိတဲ့ လှဆွေရဲ့ TikTok အကောင့်မှာလည်းဘာဗီဒီယိုမှမတင်နိုင်တော့တာတွေ့ရပါတယ်စစ်တပ်နဲ့ lobby အမိခံတရင်သမားတွေစုဝေးနေကြတဲ့ Viber မှာလည်းတရင်သမားအမိခံစစ်တပ် lobby အောင်မင်းကဘူးတဲ့လှဆွေအဖမ်းခံထားရသလားလို့စစ်တပ်ကမေးခွန်းထုတ်ထားပေမဲ့လည်းစစ်တပ်ဘက်ကဘာမှ အကြောင်းမပြန်ပါဘူးမေးခွန်းမေးလို့အောင်မင်းဆိုတာကခင်ရဲ့အတွင်းလူယုံဖြစ်ပြီးတော့ကြမ်းဖို့ရဲ့မာခံ lobby လည်းဖြစ်ပါလေမဲစင်းမှိုင်းမှုအကြောင်းပြလို့အနာတိန်ခဲ့တဲ့စစ်တပ်အတွက် ဘူးနဲ့လှဆိုရဲ့ဝေဖန်ချက်ကအရှိုက်ကိုထိုးသလိုဖြစ်သွားစေနိုင်တယ်လို့ကြံ့ခိုင်ရင်တရင်းကြီးလေးကတုံ့တက်ပါတယ်ဒါပေမဲ့ဘူးနဲ့လှဆိုကိုစစ်တပ်ကဖမ်းသွားတာလားခေါ်မင်းနေတာလားဆိုတာကိုကြန့်ခိုင်ရေးပါတီဘက်ကလည်းဘာမှမထင်ဘူးလို့အဲ့ဒီသတင်းရင်းမြစ်ကစက်ပြောပါတယ်။ကျန်းဖို့ပါတီအတွင်းမှာမင်းအောင်နိုင်တဲ့စစ်တပ်ထိပ်ပိုင်းကတိုက်ရိုက်စီမံခန့်ခွဲနေတာဖြစ်ပြီးပါတီအနေနဲ့အတွင်းရေးတွေကိုဗဟိုကော်မတီဝင်အဆင့်ကိုတောင်တိခွင့်မရှိတော့ဘူးလို့ကြန့်ခိုင်ရေးသတင်းမြစ်ကပြောဆိုပါတယ်။ နေပြည်တော်ပုဂ္ဂံတိတိမြို့နယ်မှာရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့ဘူးလက်လှဆွေရဲ့ဖန်းကန်ထားရတာလားခဏခေါ်မေးခန့်ထားရတာလားတိတော့မှာတူထုံးစံအတိုင်းဗီဒီယိုအတော်တွေတင်ပြီးသင်မြင်သုံးသပ်ချက်တွေရန်တမ်းထပ်ပြောနိုင်အောင်မလားဆိုတာကတော့စောင့်ကြည့်ရအောင်မှဖြစ်ပါတယ်ကဲဒါကတော့တည်င်းမှာပါလာတဲ့အတိုင်းကျွန်တော်ဖတ်ပြတာအဲ့တော့လက်ရှိသူတို့ရဲ့ဒီစစ်ခွေးဘောမှဒီဘက်မှာလည်းဘူးလက်လှဆွေကိုစစ်တပ်ကခေါ်ရတာတော့ဟုတ်တယ်နော်အာဘာမှမဟုတ်ဘာညာနဲ့ပြောပြီးတော့ဖြီးပြန်ပြီးတော့ပဲပြန်ထွက်လာမလား ဒါမှမဟုတ်ဇော်ဘုံဟိန်းလိုမျိုးအဲဇော်ဘုံဟောင်လိုမျိုးပဲဘူးလက်ကြီးလေဂျေးအောင်ရမလားဆိုတော့ဒါဘလူးမမပြောနိုင်သေးဘူးပေါ့နော်စောက်ကြည့်ရမှာပေါ့အဲ့တော့ကျွန်တော်ဒီညမှာပြောချင်တာကဘလူးဖြစ်ဖြစ်ဘူးလက်ပြောတဲ့ဇကားကိုစစ်တပ်ကမကြိုက်လို့လာခေါ်သွားတာကျင်းနေအဲ့ဒီတည်းကျွန်တော်တို့ဒီညမှာတုံးတက်ပြချင်တာကဘူးလက်လှဆွေဆိုတော့ចမ်းဖို့ပါတီရဲ့ထိတ်ပိုင်းအမာခံကောင်းဆောင်နော်စောက်ဘောင်းဖြစ်ခံပြီးတော့ကိုဗျမ်းပဒါထွက်ပြောပြီးចမ်းဖို့အတွက်ကိုရက်တီတဲ့ဒုတိယအားလုံးနဲ့တည် အဲ့လိုလူမျိုးတယောက်တောင်မဲစရင်မှားနေလို့မှားနေတယ်ပြောတာကိုဆက်ဆက်အထိမခံအခုလိုချက်ချင်းခေါ်ပြီးတော့ဒါမေလာချက်ချင်းခေါ်ဖန်လာဆိုမတိသေးဘူးအဲ့တော့အဲ့လိုလောက်တယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်ရဲ့အနေအထားဘယ်အနေအထားဖြစ်နေတာလဲဒါဘူလင်းလက်စွေတို့ဆိုတဲ့ဒီစစ်ဘုံချုပ်တိုင်းဝင်းနဲ့ထွက်လာတဲ့လူပဲသူတို့စစ်ဘုံချုပ်အချင်းချင်းတောင်မှမှားလို့မှားတယ်တောင်ပြောခွင့်မရှိတဲ့ဒီအဝင်းအဝိုင်းကြီးကကျွန်တော်တို့ပြည်သူတွေကိုဘယ်လိုဆက်ဆက်မှာ ဒါကိုဒီစစ်တမ်းကိုထောက်ခံနေတဲ့အတိုင်းဝိုင်းလို့ဒီကျက်ဖို့ပါတီအတိုင်းဝိုင်းဝင်နေတဲ့တိတင်တယ်။နော်ဒါလေးကိုဒါလေးကိုကြည်ချင်းအဖြစ်ခင်ဗျားတို့တိတင်တယ်။နောက်တစ်ခုကလက်ရှိကျက်ဖို့ပါတီမြန်မာပြည်မှာ NND ဘာကြောင့်အားကောင်းတာလဲ။လက်ရှိကျက်ဖို့ပါတီကြောင့် NND ကအားကောင်းတာ။ရှင်းရှင်းပြောရင်ကျက်ဖို့ပါတီဟာ NND ရဲ့ lobby ဆိုရင်မမှားဘူးဗျ။တကယ်ပြောတာဘာဖြစ်လို့လဲ။ကျက်ဖို့ပါတီကိုအစအနေကျွန်တော်တုံ့တက်ပြမယ်။နံပါတ်1ကျက်ဖို့ပါတီဟာအတင်းပိုင်းကနေ ါတီပိုင်ဖြစ်ပြောင်းလဲခဲ့အဲ့တော့သူ့ရဲ့ရည်တည်မှုကစလာတဲ့ကဥပဒေနဲ့မညီဘဲနဲ့အာဏာရှိတဲ့အတိုင်းလုပ်ချင်တဲ့လုပ်ခဲ့တာအမှန်တကယ်ဆိုဥပဒေကြောင်းရဆိုရင်ပါတီပိုင်ပစ္စည်းသည်နိုင်ငံပိုင်ပစ္စည်းအများပိုင်ပစ္စည်းဖြစ်တယ်အများပိုင် sorry အတင်းပိုင်ပစ္စည်းသည်နိုင်ငံပိုင်ပစ္စည်းအများပိုင်ပစ္စည်းဖြစ်တယ်အဲ့ဒီအတင်းပိုင်ပစ္စည်းကိုနိုင်ငံပိုင်အဖြစ်ပြောင်းပါတီပိုင်ဖြစ်ပြောင်းလဲလို့မရဘူးเนาะဒါပေမဲ့စက်ဖို့ပါတီဟာ တမ်းခိုင်ဖွင့်ပြွေးအတင်းဆိုပြီးတော့တနိုင်ငံလုံးမဝင်မနေရလူတွေလုပြီးတော့ဝင်နေပန်တီယုံတွေဒီအတင်းရဲ့ယုံတွေယုံကန်းတွေအတုံးဆောင်ပစ္စည်းတွေကစပြီးတော့တန်းဟာအတင်းပိုင်လုတ်ခဲ့တာအဲ့ဒီအတင်းပိုင်ကိုပါတီပိုင်ပြောင်းလဲလိုက်တော့ဘာဖြစ်သွားလဲဒါဟာအလွဲတုံးစားလုတ်တာပဲစလာတဲ့အလွဲတုံးစားလုတ်တယ်ကထဖွင့်လုတ်ပေးလိုက်မယ်တစ်ချက်ဒုတိယတစ်ချက်ကဘာလဲဆိုရင်လက်ရှိတန်းခိုင်ဖွင့်ပြွေးပါတီရဲ့ဖွဲ့စည်းပုံဖွဲ့စည်းပုံကိုကြည့်လိုက်မယ်ဆိုရင်တန်းခိုင်ဖွင့်ပြွေးပါတီမှာနော် မြို့နယ်အဆင့်ကစပြီးတော့ဗဟိုကော်မတီဝင်နောက်ဆုံးဥက္ကဋ္ဌအထိဘယ်ကလူတွေလဲစစ်တပ်ကဘောင်းမီချွတ်တာလေလူတွေအဲ့တော့တန်းနိုင်ဖွံ့ဖြိုးရေးပါတီစတင်တည်ထောင်တဲ့ကဟိုအတင်းချိန်တဲ့ကနေပါတီဖြစ်တော့လဲပါခဲ့တယ်ပါတီဖြစ်ပြီးနောက်ရွေးကောက်ပွဲတွေမှာလဲတောက်လျှောက်ပါခဲ့တဲ့အမာခံတွေအများကြီးရှိတယ်တာမန်ပြည်သူတွေတာမန်ပြည်သူတွေကဝန်ထမ်းတွေလည်းပါတော့ကျွန်တော်ပြောလို့ဆရာဝန်တွေလည်းပါမယ်အင်ဂျင်နီယာတွေလည်းပါမယ်အားကစားဘက်ကလည်းပါမယ်ကျန်းမာရေးဘက်ကပါပညာရေးဘက်ကလည်းပါမယ်စသဖြင့်နိဌာန အယောင်တွင်းပေါင်းစုံနဲ့ပါထားတဲ့အမာခံကြံ့ကြိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေကအယိုးတာဆွေးအောင်ကြံ့ကြိုင်ရေးထဲမှာနေရတယ်ပြည်သူအမုန်းခံပြီးအယွန်ခံပြီးတော့တာကြံ့ကြိုင်ရေးပါတီတည်တံ့ဖို့အတွက်အောက်ခြေနော်ကြောကုန်းတွေကုန်းခံပေမဲ့တကယ်တကယ်ဥဆောင်ခွင့်ရတာကြတော့စစ်တပ်ကဘောင်းမီချွတ်တဲ့လူတွေသာနေရာဝင်ယူတယ်အခုရွေးကောက်ပွဲနော်တပါတီနဲ့ရှင်ပြိုင်ပြီးတော့နောက်အာဏာရတာမရတာဒါလောလောဆယ်တော့သူတို့အိမ်မက်ကတော့တပါတီနဲ့ရှင်ပြိုင်တပါတီအစိုးရဖွဲ့ဝင်ဂျင်းနေရတယ် နော်နောက်မှဟိုတိုင်းပြည်အာဏာရရမရတာအတာသအဲ့လိုအဲ့လိုအခြေအနေမျိုးမှာဒီတဲ့ငယ်ဖွံ့ဖြိုးရေးပါတီမှာအမာခံတသက်လုံးတော့အောက်ကျင်းနော်ကုံယုံခံလာတဲ့လူတွေကနေရမရပဲနဲ့မင်းအောင်လှိုင်ကသူ့လူဗနဲ့ရောက်သွားဆိုပြီးတော့ထဲလိုက်ကောက်ကောက်ပြီးတော့လွတ်တော်အမတ်နေရာလာယူသွားတယ်အဲ့တော့ကိုမောင်မောင်မင်းဒီမင်းမင်းရမယ်တဲ့ငယ်ဖွံ့ဖြိုးရေးပါတီထဲမှာတသက်လုံးအမာအမုန်းခံအပြောခံအစဲခံပြီးလုံလာတဲ့ပါတီဝင်တွေပါတီဝင်အဟောင်းတွေကပါတယ်နွားတွေလား ကိုကိုနွားတို့တတ်မှတ်ထားလို့ရှိရင်တော့ဒါခမည်းတော်တဘောပဲเนาะကျွန်တော်ကျွန်တော်ပြောရင် sorry ဒါကျွန်တော်အမှန်တရားတုံးတတ်ပြเนาะဘာအမှန်တကယ်ဆိုရင်သူ့လောက်တဲ့နဲ့သူ့အရင်ရှင်းနဲ့သွားတင်တာမဟုတ်ဘူးလားအဲ့တော့တက္ကသိုလ်ပြည်ထောင်ပါတီရဲ့ဖြစ်နေတဲ့ပုံကြည့်အဲ့တော့ငါတို့ကတက္ကသိုလ်ပြည်ထောင်ပါတီဝင်ထားလို့เนาะပါတီထဲမှာစ조사ထားလို့နေရာတနေရာရဖို့မပြောနဲ့နွားစင်ပဲအဖြစ်ခံအိမ်ဖြစ်ခံသူတို့တွေစစ်တပ်ကစစ်ဒီဘောင်းမီချွတ်တွေလာရင်အစင်နဲ့ထိုင်မဲ့ကလိုက်ခိုင်တို့အောက်ခံကြောမိုးခံပေးရတဲ့အတူတူဖြစ်နေတယ် နှစ်ချက်နော်ဒုတိယတတိယတစ်ချက်တတိယတစ်ချက်ဒီဘာလဲဆိုတော့လက်ကိတန်ခိုင်ရေးဖွံ့ဖြိုးရေးပါတီဒီ NND အပါအဝင်ပေါ့နော်တပတ်လုံးနဲ့တန်ခိုင်ဖွံ့ဖြိုးရေးမှာပါခဲ့တဲ့ဒီစစ်ခေါင်းဆောင်ဘိုင်းတွေဟာတပတ်လုံးစစ်ဘိုလ်ချုပ်လောက်လာပြီးတော့တော်တစ်ဖက်တော်လှန်ရေးမှာအတိုင်းဝိုင်းဘဒူတက်လာမယ်တက်လာတဲ့လူမှန်သမျှမျိုးစုံနှိပ်ကုတ်ခဲ့တာနောက်ဆုံးမြစ်တာတုံလက်လက်ရွတ်တဲ့တန်ဃာတွေဝါအစာရရဆက်ဆက်တပ်ဖြတ်ခဲ့တဲ့စစ်ကောင်းဆောင်ဟုတ်တယ်နော်အဲ့ဒီလူတွေကဘောင်းမိထုပြီးတော့ကြမ်းဖိုင်ကြမ်းဖို့တဲကိုလာခဲ့တယ် ကျမ်းပုထဲရောက်ပြီးတော့အရက်သားအယောင်ဆောင်ပြန်တော့လေအရက်သားပုံစံမလုပ်ဘဲနဲ့မလုပ်လေတစ်ဖက်အတိုက်ခံပါတီကိုအတိုက်အခံလုပ်ရမယ်အစားအတိုက်ခံလုပ်တယ်ဆိုတာကမင်းတို့လုပ်တာဒီနေရာတော့မှားနေတယ်ကွာအမှန်ကဒါအဲ့ဒါအတိုက်ခံအတိုက်ခိုက်ဆိုတာကအပြစ်ပဲထိုင်ပြောပြီးတော့ဒီကောင်တွေကိုထိုးချတာအဲ့ဒါအတိုက်ခိုက်လက်ရှိတန်းခံခွေရွေးပါတီဒီအတိုက်ခံလုပ်လားအတိုက်ခိုက်လုပ်လားပြည်သူအားလုံးသိတယ်အဲ့တော့ယုံကြည်စရာသူ့ပုံတကွမှမရှိဘူးသူ့ဟောယုံကြည်စရာတကွမှမရှိလေ ် NND ကိုပြည်သူကပုံဩပြီးအားပေးတယ်လက်ရှိမြန်မာနိုင်ငံကြီးအဲ့ဒါပဲရှင်းချင်းလေးပဲအဲ့တော့ NND ရဲ့အမာခံ lobby ဒီခမားတို့ပြောတဲ့ညီမိတ်မဟုတ်ဘူးစိမ့်ပိတ်နေနော် NND ရဲ့အမာခံ lobby ဟာညီမိတ်မဟုတ်ဘူးနော်မင်းတို့စစ်တပ်တောက်ခံတဲ့လူတွေပြောနေတာဟာညီမိတ်တွေကဘာဖြစ်နေ NND NND ကိုတကယ်အမာခံအင်အားကောင်းတစ်သလုံးလုံးလာပေးလာပြီစိမ့်ပိတ်နေအခုလဲခင်ကြီးကဘူးမတိဘာမတိတဲ့ထွက်ပြောပြန်ပြီ ဒီရွေးကောက်ပွဲမှာသူတို့ကျင်းနေအစိုးရဖွဲ့လို့ရမယ် NLD ရဲ့အခန်းကဏ္ဍကတော့နိုင်ငံရေးမှာပြီးွားပါပြီသူတို့စိတ်ထဲမှာ NLD ဆိုတာနာမည်လို့ထင်လားမသိဘူးအဲ့ဒါလော်ပေးတာ NLD ကိုသူတို့လော်ပေးတာတကယ် NLD ဆိုတာက NLD ဆိုတာနာမည်လားအခုဒေါ်အောင်ဆန်းစုကြည်ပါဝင် NLD ဟာနာမည်အခြားတစ်ခုနဲ့ကောက်ထောင်လိုက်မယ်ပြည်သူ့ဘုရုအားပေးမယ်အဲ့ဒါပဲ NLD ဆိုတာနာမည်မဟုတ်ဘူးပြည်သူ့ကိုကိုစားပြုနေတာအဲ့ဒီကိုစားပြုနေတဲ့အရာကိုဝင်းကပြောသလိုကိုပဲပါလာအောင်ဘလို့ အမှန်တွေကိုလောက်ပြပြီးတော့အခုဒီပဘောမတွေနော်ကိုမောင်မောင်တို့ကိုမောင်စိုးတို့အမှန်တွေထွက်ပြောလာကျန်းဖို့ပါတီခေါင်းဆောင်တွေဒါအဲ့ဒီပုံစံလောက်လာမယ်ဆိုရင်တီသူဟာချက်ချင်းကျန်းဖို့ပါတီရောက်လာပါနော်ညှဝါမယ်အခုတော့မဟုတ်ဘူးကျန်းဖို့ကဗယံပတာတွေပြောပြီးတော့နေတော့တပြေးပြေးနဲ့ပြည်သူကဓမ္မထိုင်ထိုင်ဒီဘက်အင်အားတို့ဖြစ်နေတာနော်အဲ့ဒါသူတို့စိတ်ထဲမှာအခုဒါ NLD ပါတီရတဲ့ခင်ရအခုထွက်ပြောတယ်တမိုင်းမှာမရှိတော့ဘူးနိုင်ငံရေးမှာမရှိတော့ဘူးတူလန်းတူယူရတာကျွန်တော်တို့လည်းလောက်တာမဟုတ်ဘူး ခလေးကလားစကားတွေဟမ်ပညာမဲ့စကားတွေအဲ့တော့ပါတီတစ်ခုရဲ့ခေါင်းဆောင်လုပ်နေတဲ့လူတစ်ချိန်ကလည်းစစ်ဘိုလ်ချုပ်လုပ်ခဲ့တဲ့လူတယောက်ရဲ့စကားဘလောက်တန်ဖိုးမဲ့နေတယ်ဘလောက်အနှစ်တာရကင်းမဲ့နေတယ်နော်ဘလောက်စောက်ပြက်နေလဲပြည်သူတွေကသိတယ်မတိတာသူတို့ကိုယ်တိုင်ဆိုတော့ဘာဖြစ်သွားအောင်လဲသူတို့ဒီ NND ကို lobby လုပ်တယ်အဲ့တော့တကယ်ပြောတာမှာ NND ရဲ့ lobby ဒီကြံ့ဖို့ခေါင်းဆောင်နော်အဲ့ဒီထဲမှာအခုဘူးလက်လက်ဆိုရင်ဘူးလက်လက်ဆိုရင်တခွန်းပြောလိုက်တာနဲ့ဘာဖြစ်လဲ ချက်ချင်းခေါ်ခေါ်ခံထိတယ်ဒါဖမ်းမှလားမေးမှလားထုမှလားမသိသေးဘူးဘာမှမမေးတော့မှနော်ဘာမှမလုပ်တော့မှခေါ်ခံထိပြီဆိုတော့ရစောက်တဲ့ခါမရှိတော့ဘူးကွာရှင်းနေတယ်ကိုယ့်ဘက်အဖွဲအချမ်းကကိုယ့်ကိုပြန်ခေါ်ပြီဆိုတော့ကစဉ်းစားကြည့်ပေါ့သူတို့ခေါ်အောင်လဲအတော်မျိုးမင်းတို့ကဝိုင်းပြီးတော့လောနေတာနော်အဲ့တော့ကျမ်းဒီကျန်းမာရေးဆိုရေးပါတီဝင်နေအနေနဲ့အခုကျွန်တော်ပြောရတဲ့အချက်၃ချက်ကိုစဉ်းစားပါမှားတယ်ဆိုရင်ပြောပါ မမားဘူးကျွန်တော်ပြောတာမှန်နေတယ်ဆိုရင်တော့ကျွန်တော်တို့နိုင်ငံရဲ့အခြေအနေကိုပြန်လည်သုံးသပ်ပါကိုလှုပ်နေတဲ့အလုပ်ရက်တွေမှန်လားမှားလားငါတို့ကဘယ်ဘဝရောက်နေတယ်ဒါလေးကိုတည်သိချင်ပါတယ်ကျွန်တော်တွေးခွဲတာမဟုတ်ဘူးရန်တိုက်တာမဟုတ်ဘူးအမှန်တရားကိုပဲချပြတော့ခင်ဗျားတို့စိတ်ဆန္ဒတဘောကြိုက်တယ်လို့နေနော်ဒါပေမဲ့လက်ရှိဖြစ်နေတဲ့ပုံကိုမြင်အောင်ချပြတာအဲ့ဒါရှင်းရှင်းလေးပဲဟုတ်တယ်နော်အဲ့တော့ဘာပဲဖြစ်ဖြစ်ဇော်ဘိုးဟောင်းတကောင်မရှိတဲ့အတွက်ကျွန်တော်တို့မှခွေးမောင်းရတာတက်တာတယ် အခုတကဘူးလက်ကြီးတယောက်မရှိတော့လို့ရှိရင်နောက်ထပ်ထပ်တက်တာအောင်မလားတော့မတည်ဘူးအဲ့တော့အဲ့ဒါလာပြောတာဘူးလက်လူပဲပေါ့နော်အဲ့လာလာပြောတာနော်အဲ့ဒါလေးလာပြောတာတိလားအခုတော့အဲ့ဒါလေးလာပြောလို့မရဘူးနော်မင်းအောင်လိုက်ရှိတော့ဒီဒူးလေးထောက်ပြီးဘူးလက်မှာအဲ့ဒါလေးလာပြောတာအဲ့လာပဲလှုပ်လို့ရတော့မယ်နော်အဲ့တော့စဉ်းစားပါဗျာနော်ဟိုငါတို့တိုင်းပြည်ရဲ့အနေထားငါတို့လက်ခံထားတဲ့ဒူဒီရဲ့အနေထားအခုပဲကျွန်တော်တို့အောက်ကတိုင်ရင်တစ်ခုရဲ့ခေါင်းဆောင်တစ်ယောက်နဲ့ကျွန်တော်စကားပြောပြသေးတယ် နော်တော်တော်ကုံမနဲ့အချိန်တုံးနိုင်လောက်မိဘတော်ရှိတယ်ကျွန်တော်ထိုင်စကားပြောရတယ်ကျွန်တော်တို့ပဲအချမ်းအကြောင်းလေကိုယ်ပဲအချမ်းကိုပြောတာမဟုတ်စစ်တပ်အကြောင်းလည်းပြောတာမဟုတ်ဘူးတပ်ဖို့အကြောင်းလည်းပြောတာမဟုတ်ဘူးကျွန်တော်တို့ပဲအချမ်းကလွဲမှားတဲ့လောက်ရက်တွေကိုအချင်းချင်းရင်ပုတ်ပြီးပြောကြတာဒါမဲ့ live ပေါ်မှာကျွန်တော်တခါမှမပြောဘူးဒါကြောင့်မို့လို့ကျွန်တော်တို့ပဲအချမ်းမှာလေခုနကကိုယ့်ဘက်ကိုကိုပြန်ပြီးတော့ပြောနေတဲ့သူတွေကအပြုတ်တော့ဆောင်မှုလို့အခုလိုမျိုးကိုယ့်ဘက်မှာလည်းအဖွဲ NG ပေါ့ NG နေနေရတယ်ကိုယ့်ကိုပြောလာတဲ့ကိုယ့်ဘက်အချမ်းကလူပဲစကားကိုနားထောင်ပါမယ် တူဒီအပြူတဘောဆောင်လာလားအပြက်တဘောဆောင်လာလားအပြူတဘောဆောင်လာဆိုရင်လေးစားဆိုတာနားထောင်ရမယ်လက်ခံနိုင်ရမယ်ပြောတဲ့သူကလည်းကိုယ့်ဘက်ကမှားနေလို့ရှိရင်အပြူတဘောဆောင်ပြီးပြောရမယ်ခွေးဝမ်းတောင်လေလေပြတဲ့လုပ်ရမျိုးလုပ်လို့မရဘူးနော်ကျွန်တော်တို့ဆိုပြောမယ်ဆိုအများကြီးဒါပေမဲ့ရန်သူပြောအောင်မလုပ်ပေးနိုင်ဘူးနော်ဒါရှင်းရှင်းလေးပဲဒါပေမဲ့မှားနေတာတော့ကျွန်တော်လက်ခံမှာမဟုတ်ဘူးကျိန်းနေတယ်မှားနေတာတော့ငါတို့ဘက်ဆိုပြီးတော့လက်ခံမှာမဟုတ်ဘူးအဲ့တော့ ဒီကျန်းမာရေးပါတီဝင်နေအပါဝင်လက်ရှိတက်မတော်ဖြစ်သူများစတဲ့ဖြစ်ပေါ့နော်စဉ်းစားပါဒါကျွန်တော်ကောင်းကောင်းမွန်မွန်ရှင်းပြတာပါကိုအုံနောက်နဲ့ကိုစဉ်းစားပါခမားတို့တွေမှာအတီတရားတွေလူတိုင်းမှာရှိတယ်ဘယ်သူမှယူနေကြတာမဟုတ်ဘူးဗျနော်ခံယူချက်စိတ်ပြင်းတာရယ်ခုနကပြောအတ္တစိတ်ငါအားပေးတဲ့အဖွဲ့ငါတို့ပဲအချမ်းဆိုတော့အဲ့ဒီငါဆိုရဲအတ္တတွေအောက်မှာအမှန်တွေကိုမမြင်ဖြစ်မှာဆိုလို့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်တင်ပြတာအဲ့တော့ဘူးလက်လှဆွေလို့ဇော်ဘုံဟိန်းတို့ကိုနမူနာယူပါ ဖြစ်တင်လာဇော်ဘုံအင်းဆိုလဲကိုနေ့ကပြောသူဇော်ဘုံဟိန်းနောက်ဒီစစ်တပ်ကိုအမာခံလောက်တာရုပ်ပါထွက်ပြီးတော့အသေးခံလောက်တာဒါပေမဲ့အဲ့လောက်လောက်တဲ့သူကအားမလို့အားမရဖြစ်ပြီးစေတနာဒေါသနဲ့နော်သူတို့ရဲ့လိုအပ်ချက်ကိုတခွန်းလေးပြောလိုက်တာနဲ့ဘာလို့လဲချက်ချင်းဖမ်းပြီးထောင်ကို17နှစ်ချပြစ်တယ်စဉ်းစားကြည့်ရင်ဖြစ်တင်လာမနက်ကဆိုရင် ခေါ်ပြီးတော့ပါးတဲ့နားတွေရိုက်ပြလိုက်မင်းနောက်ကအိဆောက်ချိုးချိုးရင်မင်းငါအထဲကိုထည့်ပြင်မယ်ဇော်ဘုံထက်တော့ဦးမလားကဲဇော်ဘုံရောအပြစ်ပြောနေတဲ့သူတွေ ကျွန်တော်မေးချင်အဲ့လိုလောက်ထက်တော့ဦးမလားအမာခံလေးဗျဟုတ်တယ်မလားအခုဘူးလက်လက်ဆိုရင်ဒီဘူးလက်ကတာစစ်ဗိုလ်ချုပ်တရားတကယ်တက်ဖို့တည်းမှာအမာခံကြီးဒီလိုလူမျိုးတောင်မှမှားနေလို့မှားနေတယ်လေပြောမိတာနော်ချက်ချင်းခေါ်ခံကြည့်တယ်ဒါပေမဲ့ဘူးလက်ကလည်းခေါ်ခံမထိခင်ဗီဒီယိုဖိုင်တစ်ဖိုင်တင်ပြီးတော့ဖြာခင်းသွားတယ်အဲ့ဒီဗီဒီယိုဖိုင်လေးကိုပြီးရင်ကျွန်တော်ရေရှင်လုပ်ပေးမယ်နော်ဟိုဘက်အကောင့်မှာကျွန်တော်တင်ပေးမယ်အဲ့တော့လောလောဆယ်တော့ဘူးလက်ကတော့စံပြုတ်ပဲတောင်းနေပြီလားနော် လေးစားပါလေလုံနေပြီလားမတည်ဘူးပြကျွန်တော်မြင်အောင်လဲနော်သူ့ကိုခေါ်သွားတဲ့စစ်တပ်ကအနောက်ရောက်ရင်ဟိုမှာအဲ့ခေါ်သွားတဲ့နေမှာအရာရှိကဘလူးစောက်နေတယ်မသိဘူးကိုရဝိုင်းရင် तू ကစီနီယာကြတယ်ဆိုပေမဲ့အဲ့ဒီဂျူနီယာကိုတွားပြီးတော့လေးစားပါလေအဲမင်းဘာပြန်ဆိုအဲ့လားလေးလာပြောတာဆိုပြီးတော့အခုတော့ဆိုဘလူးဖြစ်နေတယ်မသိဘူးနော်